ဗုဒ္ဓရဲ့အဆိုအရဒီကဘာမှာဖျားငါးစုပွင့်မယ်လို့မှတ်သားဥပါတယ်။ဒါပေမဲ့သိပ္ပံယင်းဤမှတ်တမ်းများရဒီကဘာရဲ့တက်တန်းကတော့နှစ်ပေါင်း4.5ဘီလီယံတက်တန်းရှိပြီလို့သိရပါတယ်။ဒါဆိုရင်ပွင့်တော်မူခဲ့တဲ့ဖျားလေးစုဟာပြီးခဲ့တဲ့နှစ်ပေါင်း4.5ဘီလီယံအတွင်းမှာပွင့်ထွန်းခဲ့တာဖြစ်ပါသလားရှင်ဖျား။နောက်တစ်ခုကကြတော့နောင်ပွင့်မဲ့မျက်စောဖျားကရောဘယ်တော့လောက်မှ ပွင့်နိုင်မှာပါလဲ။လက်ရှိဖျားအလောင်းတော်ကရော ဘယ်ပုံမှာရှိနေနိုင်ပါလဲရှင်ပြခုခေတ်လူတွေသိပ္ပံစကားတွေပြောတဲ့အတိုင်းအတာတစ်ခုကအလွန်နဲပါတယ်မှန်ပါဗျာနော်ဒီကဘာကြီးကိုသူတို့ကဟို4.5ဘီလီယံလို့ပြောတာဟာသူတို့ခံမှန်းပြီးပြောတဲ့စကားများတာဖြစ်တယ်မှန်ပါဗျာ4.5ဘီလီယံနဲ့ရှေ့ကြတာကိုသူတို့မသိနိုင်ဘူးမှန်ပါဗျာခံမှန်းပြောကြရမယ်ဆိုရင်ဒီကဘာမှာဘုရားငါးစုပွင့်နေဆိုဟုတ်တယ် ဒါကြောင့်ဗတ္တကပါလို့ခေါ်တယ်မှန်ပါဗျာဘာကြောင့်ဖခင်ငါးစုပွင့်တယ်လို့ချွတ်တင်ပြီးတော့သိနိုင်တယ်လဲလို့ဆိုလို့ရှိရင်ကဘာဥကာလကဘာကြီးပြည့်စည်သွားပြီးတဲ့နောက်မှာကဘာကြီးကပြန်ပြီးတော့ရှေပြင်းကြီးကပြန်ဆတယ်မှန်ပါဗျာအာဂတထဲမှာ ရှေပေါက်ကြီးတစ်ခုမိုးရေရွာတဲ့အခါမှာရှေပေါက်ကြီးတစ်ခုတည်းဖြစ်လာတယ်အဲ့မှာအပေါ်ကျော်ကတဖြည်းဖြည်းတင်းလာတဲ့အခါကျတော့ဒီကဘာမြေကြီးဖြစ်လာတယ်ပေါ့မှန်ပါဗျာအပူအေးရာသီဥတုကြောင့်ပြောင်းလဲမှုတွေပေါ့နော်မှန်ပါဗျာ ပြောင်းလဲမှုတွေအဲ့လိုပြောင်းလဲမှုတွေအရေပြင်းကြီးရှိနေတဲ့အချိန်မှာရေရှိရင်ကြာပေါက်တယ်ဆိုတဲ့အတိုင်းပဲကြာဘူးကြီးငါးဘူးပေါ်လာတယ်ဟုတ်ပါဗျာအထိမ့်မှန်အနေနဲ့ပေါ်လာတယ်အဲ့ဒီငါးဘူးတဲမှာပရိခရာရှိပါပါတယ်လို့ဆိုတယ်ဒါဘုရားဘာသာကျမ်းစာအရနော်အဲ့ဒီပရိခရာတွေကိုမြမကြီးတွေပဲအဲ့ဒီအချိန်မှာရှိသေးတယ်လူသားတွေမပေါ်သေးဘူးဟုတ်ပါဗျာအဲ့မြမကြီးတွေကယူပြီးတော့သူတို့တင်ထားတယ်ဟုတ်ပါဗျာ အဲ့လိုတိန်းထားပြီးတော့ဒီကဘာကြီးဟာဒီပျက်စီးသွားတဲ့အချိန်ကလည်းပဲအချိန်မောမလောက်ကြရဲဆိုတော့ဘသူပဲရေတွက်လို့မရဘူးမှန်ပါဗျာပြန်တီဆောင်နေတဲ့အချိန်ကဒီဆောင်ပြည်သည့်ထီအောင်ဘလောက်ကြရဲဆိုတာမရှိဘူးအဲ့ဒါတွေကိုကပ္ပဣယံလို့ခေါ်တယ်ပျက်စီးနေတဲ့အချိန်ပိုင်းကိုတန်ဝဋ္ဌကပ္ပပျက်စီးပြီးသွားတဲ့အချိန်ကိုတန်ဝဋ္ဌထာယီတိလို့ခေါ်တယ်ပြန်တီဆောင်နေတဲ့အချိန်ကိုဝိဝတ္တပြန်တီဆောင်လို့ဟို ပြင်းစည်းသည့်ထီအောင်ဝိဝတ္တထာကြီးလို့ဒီလိုအတိုင်းတာကြီးအလွန်ကြီးမားတဲ့နှစ်ပေါင်းများစွာကြာတဲ့အတိုင်းတာကြီးတစ်ခုဖြစ်တယ်။မှန်ပါဗျာ။အဲ့ဒီအတိုင်းတာကြီးတွေကိုကျွလွန်ပြီးတဲ့အခါမှာဒီကဘာဆာဖြစ်လာတာ။မှန်ပါဗျာ။ဖြစ်လာသည့်အတွက်ကြောင့်နှစ်တန်ပေါင်းများစွာ ရေတွက်လို့မရတော့အောင်လူကနန်းနဲ့လက်လမ်းမမိတော့အောင်ကြာပြီးတော့မှဒီကဘာပေါ်မှာလူရည်ရဲ့တက်တန်းဟာကဘာဥက္ကလမှာလူရည်ရဲ့တက်တန်းဟာ အသက်အသင်ခြေလောက်ထိအောင်ရှည်ခဲ့တယ်မှန်ပါဗျာကောင်းတယ်လက်ပေါ့ရှည်တွက်လို့မရတော့ကိုယ့်ရဲ့ဒိတ်တော့ဘာသူကိုမသိနိုင်တော့ရှည်တရားတယ်လို့ပြောအဲ့ဒီကနေပြီးတဖြည်းဖြည်းလူတွေရဲ့စိတ်နေသဘောထားတွေကြောင့်တက်တန်းတွေကပြန်ဆုတ်လာတယ်ပြန်ဆုတ်လာတဲ့အခါမှာ၄000တန်းလောက်ထိအသက် တိုးလာပြီဆိုတော့ဒီဆုတ်တယ်ဆိုတာမနေ့ကတနေ့ကလို့မဟုတ်ဘူးနှစ်ပေါင်းများစွာအကြာကြီးမှန်ပါဗျာဆုတ်လာပြီးတော့မှနှစ်၄000နှစ်မှလူတွေရဲ့တတန်၄000နှစ်မှကကုတ္တနာမြတ်စွာဘုရားပွင့်တယ်မှန်ပါဗျာအ၄000ကနေတဖြည်းဖြည်းဘုရားပွင့်ပြီးတဲ့နောက်ရောကြသွားပြီးဂဏိခိလို့ပေါ့လူတွေဟာအသက်တိုးလာတယ်ထိတဲ့တိုးတဲ့အခိမျိုးရောက်အောင်မယ်လို့ဆိုတယ်မှန်ပါဗျာဘာကြောင့်လို့ဆိုရင်လူတွေရဲ့ရှင်နေနှလုံးနဲ့ဆိုးသွမ်းမှုတွေများလာမှန်ပါဗျာရလာတော့လူတွေအတိတဲ့ ေချေပြစေချအောင်ပါဟုတ်ပါဘူးလူရဲ့တက်တန်းဟာအလုံးကိုတူတောင်းတဲ့ခေမျိုးရောက်လာပြီးတဲ့အခါလူတွေကပြန်ပြီးတော့ဟိုလူတွေရဲ့စိတ်တွေကစိတ်ပြောင်းကုန်တယ်လူတွေအများကြီးတေချေပြစီးသွားတဲ့အခါမှာကျင်နာစိတ်ကလေးတွေပေါ်လာတယ်မှန်ပါဗျာအဲ့ဒီအကျင်နာတနာတဲ့စိတ်ကလေးတွေမေတ္တာစိတ်လေးတွေကြောင့်လူတွေရဲ့အသက်ဟာပြန်ရှည်သွားမှန်ပါဗျာရှည်ပြီးတဲ့အခါခေါဏမရေမတွက်နိုင်လောက်အောင် ကြံညောင်းတဲ့တက်တန်းကိုရပြီးတခါပြန်ပြီးတော့လူတွေရဲ့တက်တန်းကပြန်ရော့ကြလာမှန်ပါဗျအဲ့ဒီပြန်ရော့ကြလာတဲ့ဖရာတဆုနဲ့တဆုချားမှဆိုရင်မြေကြီးကတယူဇနာကြော်ကြော်လောက်မြင့်တက်သွားတယ်မှန်ပါဗျတယူဇနာကြော်ကြော်မြင့်တက်တယ်ဆိုကြတဲ့အတူကဒီနှစ်နဲ့ပြောတာမဟုတ်တော့မှန်ပါဗျဒီကြီးကမြင့်တက်တယ်ဆိုတော့ခဏခေတ်မှာလည်းပဲရှေးဟောင်းပစ္စည်းက do for you ရတာမှန်ပါဗျာမှန်ပါဗျာမှန်ပါတော့အဲ့မြေကြီးမြင့်တက်သွားတဲ့အခါနောက်မှာ နောက်ဖရာတဆူပွင့်တာဖရာတဆူတဆူချာဟာအတော်ကိုကြာမှန်ပါအဲ့တော့4.5 billion လို့ပြောလို့ပဲရမှာတကဘာလုံးမှန်ပါဖရာတဆူနဲ့တဆူချာကိုပဲ ਨੇ ဝကြီးချာတာပေါ့မှန်ပါဗျာထီကွားမြေကြီးကမပြည့်စည်သေးဘူးအဲ့လိုပြန်ဆုတ်လာပြီးတဲ့နောက်မှာအနှစ်3သန်းတော့ရတဲ့အခါမှာကောနာကမနာဖရာပွင့်တယ်အဲ့ဒီဟာလေတခါပြန်ပြီးတော့လူတွေရဲ့အကျဉ်းစာရိုက်တာစိတ်နေသဘောထားတွေပြက်ပြားလာတဲ့အခါနောက်ဆုံးမှာ အသက်တန်းနေတူပြီးသေးကြီးပြည့်စည်တဲ့အရှင်ရောက်သွားပြီတခါပြန်တက်သွားမယ်တက်မှာဖြစ်အဲ့လိုတက်လိုက်ဆုတ်လိုက်သက်တန်းဟာဘလောက်ကြာလဲဆိုရင် အကြာကြီးပဲပြောရမှာမှန်ပါဗျာအဲ့ဒီကတ်တစ်ခုတင်မယ်4.5ဝီလီယံကကြမှာကောင်းမှာမှန်ပါဗျာအဲ့သူတို့လက်လက်မမိပါဘူးဒီဟာကတော့နော်အဲ့လိုတက်ကတ်ဆုတ်ကတ်ဖြစ်လာတာအခုလဲဂေါရမဘုရားပွင့်တာဟိုလူတွေရဲ့တရားတန်းမှာပွင့်တာအခုတရားတန်းနေရတဲ့ပုဂ္ဂိုလ်ကပထမရှားသွားပြီပေါ့ အဖြစ်ဖြစ်လူတွေရဲ့တက်တန်းရောကြလာပြီ။ဟုတ်ပါရဲ့။နိုင်ရေးကြညာကြည့်လိုက်လို့60 80 90အဲ့လောက်မှအသေးများလာတဲ့နောက်ပဲ။ဥယျာဉ်နဲ့ပြောမယ်ဆိုရင်နော်။မှန်ပါဗျာ။လူတွေကသာပြောရတော့ expectancy မှာတက်တန်းဘလောက်ရှိတယ်သူကတော့တက်တန်းတိုးလာတယ်လို့သာပြောတာ။အမေရိကလူတွေလည်းသိနိုင်ရေးကြည့်နိုင်80 90ပဲဒါပဲ။မှန်ပါဗျာ။ပမာပြည်မှာလည်း80 90ပဲ။မှန်ပါဗျာ။သူကမှအရင်တည်းအပြင်ပိုးရှိတဲ့လူပေါ်ခြင်းပေါ်မှာပေါ့နော်။သေတာတော့ဒီသေနေပြီပဲ။မှန်ပါဗျာမှန်ပါဗျာ ဲ့တော့တက်တန်းတဖြည်းဖြည်းနောက်စနစ်တန်းဆိုတာထိအောင်ရောက်သွားပြီးတော့လူတွေဟာလူကမျိုးတုံးတော့အောင်ကိုတေချာကြကြဲခြေချာမှာပေါ့တင်ပါဗျအဲ့ဒီမှပြန်တက်လာမယ်ပြန်တက်လာပြီးတော့အသက်တန်းဟာအလုံးကိုကြာရှည်ပြီးတော့ခုနကမြေကြီးကဘာမြေကြီးဟာအထက်ကိုတိဥ္ဇနာတိဥ္ဇနာဆိုတာရှစ်မိုင်လို့လည်းပြောတယ်၁၂မိုင်လို့လည်းပြောတယ်ဒါကတော့အယူဆနဲ့နဲ့ကွဲတယ်နော်မှန်ပါ အိန္ဒိယမှာဆိုတဲ့ယူဇနာအတွက်နဲ့ပြန်ပြီးတော့အခုကီလိုမီတာနဲ့ပြန်တွေ့ရင်တော့အတိအကျရအောင်ရလိမ့်မယ်မှန်ပါဗျာတက်ပြီးတော့ပြန်ဆုတ်လာတဲ့အခါမှာလူတွေရဲ့အသက်၈000တန်းလောက်မှာနောက်ဖျားပွင့်မှာဒီမှာဗျာဒါအစားတွေမှာအလိုပဲဆိုတယ်မှန်ပါနော်နောက်ဖျားပွင့်မှာအဲ့လိုတက်ကကြောက်ကကြားတွေကအကြာကြီးပဲမှန်ပါဗျာတို့တော့ကအဲ့နောက်ဖျားပွင့်ပြီးတဲ့အခါအခုလို့ဆုတ်ပြီးတော့မှဒီကဘာကြီးက မီးလောင်ပျက်စီးတာလည်းဖြစ်မယ်ရေမျောပျက်စီးတာလည်းဖြစ်မယ်အဲ့ဒါတစ်ခုတော့ပျက်စီးသွားမှာလေထဲမှာပျက်စီးသွားတာလည်းဖြစ်နိုင်တယ်ပြက်ထားတော့ပျက်စီးသွားမှာပေါ့နော်နောက်ဖះကဘယ်တော့လောက်ပွင့်မှလဲလို့ဆိုတဲ့အခါမှာအခုလူတွေအလုံးဟာဆယ်နှစ်တန်းရောက်သွားပြီသေမယ်တမဖះအလုံးလူသားမျိုးနဲ့အခုခေတ်ကအဲ့ဒီပဲတာဆူးနေတာစဉ်းစားကြည့်လေဓာတ်နဲ့ခုန်သက်လို့တစ်ချိန်ထဲမှာဘယ်နှစ်ယောက်သေတယောက်စားနှစ်ယောက်စားပါ တဏ္ဍနဲ့ပြစ်တတ်ရင်လည်းပဲဟုတ်တယ်မဟုတ်လားအမှန်ပါတလောတော့ကနေယူစီလိုက်မှဆိုတက်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 နဲ့လိုက်ပြင်တယ်ဘယ်နှယောက်ဖက်သေးလဲစေကနန်းရာကနန်းပေါ့ဗျာစေကနန်းရာကနန်းအနုပြုပုံချလိုက်ရင်တောင်းဝန်းလောက်ထိတင်နေတယ်အစွမ်းထက်တဲ့လက်နဲ့တွေသုံးမယ်သုံးရုံနေမကဘူးဒီအစွမ်းထက်တဲ့လက်နဲ့တွေတိုးလောင်ထားတာက unknown cause ကြောင့်ကြောက်သွားမယ်ဆိုရင်ကဘာကြီးက exposition ဖြစ် blown ဆိုပြတ်သွားမှာပဲတေးကြတယ်အမှန်ပါဗျာအမှန်ပါဗျာ ချက်ချင်းကြီးတည်သွားမှာပဲအကုန်လုံးမှန်ပါဗျာစမ်းတက်တယ်လည်းနဲ့လူသားမျိုးတွေဟာခုနှစ်ရက်အတွင်းမျိုးတုံးသလောက်ဖြစ်သွားမှန်ပါဗျာအဲ့လိုမျိုးတုံးသွားပြီးတဲ့ခါမှဒီကဒီလိုဖြစ်တာဟုတ်မှန်ပါဗျာအဲ့တော့နှစ်ပေါင်းများစွာကြာပါတယ်မှန်ပါဗျာကိုရင်းနဲ့ပြောလို့မရပါဘူးကောရဝမြတ်စွာဘုရားပွင့်တော်တာတောင်မှကိုနှစ်ပေါင်း2500 2600လောက်ပဲရှိသေးတာမှန်ပါဗျာ။ဘုရားပွင့်သွားတာ။ဟုတ်တယ်မလား။မှန်ပါဗျာ ဘယ်တော့လောက်ပွင့်မလဲဆိုရင်အခုကြကြပြီးလူသားမျိုးတွေတိုးသလောက်ဒုက္ခရောက်ပြီးတဲ့အခါအသက်တွေပြန်ရှည်ဦးမှာရှည်ပြီးအသင်ခြေတန်းရောက်မှန်ပါဗျာအသင်ခြေတန်းရောက်ပြီးတဲ့အခါမှာပြန်ပြီးအသက်ဆုပ်လာတဲ့အခါမှာ၈000တောင်းရောက်လာအဲ့ဒီကြမှာပွင့်မှန်ပါဗျာလူတွေရဲ့တက်တန်း၈000တန်းထီအောင်သက်ရှင်လာအဲ့ဒီအချိန်မှာပွင့်တယ်မှန်ပါဗျာဖျားဟာတက်ကတ်ကိုမပွင့်ဘူးတဲ့တက်တဲ့အချိန်ပိုင်းကိုမပွင့်ဘူးလူတွေရဲ့တက်တန်းဆုပ်တဲ့အချိန်ပိုင်းမှာပွင့်တယ် တက်တဲ့အချိန်တွေကိုလူတွေကတရားသဘောပေါက်မှာမဟုတ်ဘူးမှန်ပါဗျာဆုတ်လာတဲ့အချိန်ပိုင်းမှာဒုက္ခဒုက္ခနဲ့ကြုံတဲ့အခါမှာတရားဟောလို့ရမှာဖြစ်တယ်မှန်ပါဗျာဒါကြောင့်မို့7000နဲ့တသိန်းအထက်ကြာလို့ရှင်လည်းဖျားပွင့်လို့မရဘူးမပွင့်ဘူးတရားအောက်ကြာရင်လည်းမပွင့်ဘူးမှန်ပါဗျာတရားအောက်ဘာလို့မပွင့်တာလဲဆိုလူတွေကခေါင်းမာသွားပြီပြောလို့နားမထောင်တော့ခဏခေတ်လူတွေတော့ဘလောက်ခေါင်းမာကုန်စဉ်းစားကြည့်ပါတော့မှန်ပါ လောဘဒေါသမောဟတွေကြီးလာတဲ့အခါကျလူတွေကောင်းမှသွားပြောလို့နားမဝင်တော့မှန်ပါဗျာမှန်ပါဗျာအဲ့ဒါကြောင့်မပွင့်ဘူးလို့အဲ့တော့နောက်ဖျားပွင့်တာခုနတက်ကတာပြီးပြန်ဆုတ်လာတဲ့လူသက်တမ်းနှစ်ရှစ်တောင်းမှပြောမယ်လို့ဗီဒီယိုနဲ့တွေ့ပြလို့လည်းမရဘူးတားရမှာနော်ဘာလို့ဆိုတက်တာအကြတာမြန်တာလည်းရှိမယ်နှေးတာလည်းရှိမယ်သူပြောလို့မရဘူးနော်တင်ပါဗျာ လက်ရှိဘုရားအလောင်းတော်ကတော့ဘယ်ဘုံမှာရှိနေနိုင်တယ်လဲဆိုရင်ဘုရားအလောင်းနေရတော့တုတ်တိတာဘုံမှာပဲရှိကြတယ်။နတ်ပြည်၆ထပ်တည်းကတုတိတာဆိုတော့အမြဲတမ်းကျဉ်တ်နေတဲ့စိတ်ချမ်းသာကိုချမ်းသာရှိတဲ့ဘုံမျိုးပေါ့နော်။မှန်ပါဗျာ။ကျဉ်တ်နေတာအလွန်ကောင်းတယ်။အခုလူတွေကမကြည်မနှက်တည်းအများကြီးဖြစ်နေတယ်ခေါ့။မှန်ပါဗျာမှန်ပါ။ပတ်စံချမ်းသာတဲ့လူကလည်းမကြည်တတ်ဘူး။မှန်ပါဗျာ။ယာရုရှိတဲ့လူကလည်းမကြည်တတ်ဘူး။ယာရုမဲ့တဲ့လူကအလုံးကမကြည်တတ်မှုတွေများနေကြတယ်။မှန်ပါဗျာ။ ခြေနှက်ပြီဆိုရင်လူတွေကဒုက္ခပေးမှာမဟုတ်တော့ဘူးလေမှန်ပါဗျာ